တံပိုးကြီးကျောက်စိမ်းကိုပြန်မပေးခဲ့တဲ့ Great Wall Hotel အကြောင်းဖွင့်ချလိုက်တဲ့အမန်နေနေရွှေပရိသတ်များလုံးမင်္ဂလာပါရှင့်ရွှေမန်းလေးချန်နယ်ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ပရိသတ်ကြီး Great Wall Hotel ရှေ့မှာလက်အုပ်လေးချီပြီးတော့သူမရဲ့ခင်ပေါ်နဲ့သမီးလေးကိုကဲထုတ်ပေးဖို့ပြောဆိုနေတဲ့ဒီအမျိုးသမီးကိုတီးကြမှာပါနော် သူမကမတ်လ28ရက်နေ့ငလင်းဆလုပ်ခရေက Grey World Hotel ရှိမှာနေညာမပြတ်သူမရဲ့ခင်ပေါ်နဲ့တမီးလေးတွေကိုတွေ့မလားလို့စောင့်မျှော်နေခဲ့တဲ့သူဖြစ်ပါတယ်။ကံအကြောင်းမလာခဲ့တဲ့ငလင်းလုတ်ခတ်ပြီးတော့73ရက်နေ့မှာပဲသူမရဲ့ခင်ပေါ်နဲ့တမီးလေးတွေကိုတွေ့ခဲ့ရပြီးတော့ရုပ်အလောင်းသာလက်ဝယ်ပိုင်ဆိုင်ခွင့်ရခဲ့သူဖြစ်ပါတယ်။ မန္တလေးရွှေကမိခင်ကောင်းပြီးသားတယ်လို့အမျိုးသမီးကောင်းလည်းပြီးသားသူ ဖြစ်ပါတယ်။သူမရဲ့ခံစားရတဲ့ခံစားချက်တွေကိုအများပြည်သူတွေကကိုချင်းစာပြီးတော့သမီးလေးတွေနဲ့ယောက်ျားအမြန်ဆုံးအသက်ရှင်လျက်ပြန်တွေ့ပါစေလို့ဆုတောင်းပေးနေကြတာဖြစ်ပါတယ်။အများပြည်သူတွေရဲ့ကရုဏာနဲ့မန္တလေးရွှေရဲ့အဖြစ်ကတနိုင်ငံလုံးသိသွားခဲ့ပြီးတော့ Grey World Hotel ရဲ့ရက်ဆက်မှုတွေကိုလည်းသိရှိသွားခဲ့ကြတာဖြစ်ပါတယ်။ Grey World Hotel ကြီးက Masla 28ရက်နေ့ကလေးကအင်အားပြည့်ငလင်းလှုပ်ခဲတဲ့နေ့မှာပဲချက်ချင်းကူညီခဲ့စေဖို့အတွက်ခွင့်ပြုလိုက်ရင် ်ဒီလိုပြဿနာတွေဖြစ်လာမှာမဟုတ်ပါဘူးနော်မန်နီနီရွှေဟာသူမရဲ့ Facebook စာမျက်နှာပေါ်မှာ Great Wall Hotel ကသူမကိုနင်နာကြည့်ပြီးရဲ့အတွက်လက်မခံဘူးဆိုပြီးတော့သူမရဲ့ရင်ထဲကခံစားချက်ကိုပြောပြလာခဲ့တာဖြစ်ပါတယ် Great Wall Hotel ဘက်ကသာကုညီကယ်ဆယ်ဖို့သာခွင့်ပြုခဲ့မယ်ဆိုရင်ဒီလိုမျိုးအတမဆုံးရှုံးသင့်မယ်ဆုံးရှုံးမှာမဟုတ်ပါဘူး သူမတို့မိသားစုတင်မဟုတ်ဘဲ9ရက်လောက်ကိုသူတို့လိုချင်တဲ့ပစ္စည်းတွေကိုကယ်ဆယ်ရေးသမားတချို့နဲ့ယူခိုင်းပြီးတော့ပြည်သူတွေစီကားပတ်စံတွေအပါအဝင်လက်ဝတ်ရတနာစိန်ထယ်တွေနဲ့ကြောက်စိန်တွေကိုပါထုတ်ယူပြီးမှကယ်ဆယ်ခွင့်ပြုခဲ့တာလို့ဆိုခဲ့ကြပါတယ်။လာရောက်တဲ့ခုနေရဲ့ဧည့်သည်တွေရဲ့ပစ္စည်းတွေကိုလည်းပြန်လည်ပေးဆောင်ခြင်းမရှိဘဲအလွဲသုံးစားယူထားတာလို့တချို့ကတော့ပြောကြပါတယ်။မင်းနှင်းရွှေကသူမရဲ့ယောက်ျားရဲ့တန်ဖိုးကြီးရဲ့ကြောက်စိန်တို့ကြီးကိုသာပြန်လိုချင်တာဖြစ်ပြီးသူမတို့ကငွေပမာဏနည်းနည်းလေးနဲ့လာရောက်ချွေးသိမ့်နင်းနာ ြေးပေးတာကအလွန်ရိုင်းဆိုင်ကြောင့် post တင်ခဲ့ရဖြစ်ပါတယ်။ Great Wall Hotel ဘက်ကကမ်းလှမ်းချက်ကိုကျွန်မမန်နေနေရွှေလုံးဝမယူပါဘူး။စားပြတဲ့ချိန်ကနေစပြီး hotel ဘက်ကသူတို့တဘောနဲ့လှုပ်ဆောင်နေရပါ။သူမအမျိုးသားနဲ့ကလေးတွေရှိတဲ့နေရာကိုလည်းတာဝန်ရှိသူတွေကိုကယ်ပေးဖို့ပြောခဲ့တာလုံးဝအရေးမလုပ်ခဲ့ပါဘူး။သူမပြောပြနေတဲ့ပုံကိုလည်းသူတို့ CCTV မှာကြည့်လို့ရပါတယ်။တတ်တဲ့အခိုင်မာနဲ့သူမပြောဆိုထားတာဖြစ်ပါတယ်။ ကယ်ဆယ်ရေးလုပ်တုန်းကလည်းသူတို့သတ်မှတ်ထားတဲ့နေရာမှာသာလုပ်ခဲ့တာဖြစ်ပြီးတော့ dead body တွေကိုလည်းအတိုက်ခိုက်တွေများစွာကြားကနေမနေရအောင်အပူများစွာတွေကနေစူးစမ်းယူခဲ့ရတာဖြစ်ပါတယ်။စဖြစ်တဲ့နေ့ကစပြီးဒီနေ့ရက်လည်တဲ့အထိစိတ်မအေးရရှိနေပြီးတော့စိုးရိမ်ပူပန်နေရတာပါ။သူမယောက်ျားရဲ့နောက်ဆုံးချွေးနှဲစာကြောက်တွေပါတဲ့အိတ်ကိုပဲပြန်လိုချင်တာပါ။ရအောင်ရှာပေးကြပါလို့ပြောပြခဲ့ရဖြစ်ပါတယ်။ မန္တလေးရွှေဟာကလေးတွေနဲ့တကွာအမျိုးသားကိုပါဆုံရှုံပြီးအခုပစ္စည်းတွေကိုပါဆုံရှုံတော့တာကြောင့် Great Wall Hotel ရဲ့တာဝန်ရှိသူတွေကိုဘယ်လိုလူမျိုးတွေလဲဆိုပြီးတော့မေးခွန်းထုတ်ထားပါတယ်။ဟုတ်ပါတယ်ပြည်သက်ရင်မတမာတဲ့လောဘသားတချို့ကြောင့်အချိန်ကြာမြင့်စွာနဲ့ကယ်ဆယ်ဖို့နှောင့်နှေးနေတဲ့ Great Wall Hotel ရဲ့လူမဆန်တဲ့လုပ်ရက်တွေကတော့ရှက်စရာပါပဲနော်။နောက်ဆုံးမန္တလေးရွှေကလည်းသူမရဲ့အမျိုးသားနဲ့ကလေးတွေရဲ့နောက်ဆုံးခရီးကိုလိုက်ပို့နေတော့ပစ္စည်းကိုအာရုံမဆိုင်မိခဲ့ပါဘူး။ကိစ္စတွေပြီးတော့မှနောက်နေ့ဟိုတယ်ကိုသွားပြီးတော့ luggage အိတ်နဲ့အဝတ်အစားတချို့ရယ်တမတို့လက်ဆောင်ပေးမဲ့ကြောက်စင်းတချို့ရယ်ကိုပြန်ရရှိခဲ့တာလို့ပြောပါရယ်ကြောက်စင်းအနေငယ်ပဲပြန်ရခဲ့တာဖြစ်ပြီးတမယောက်ျားရဲ့ချွေးနေစာကြောက်စင်းကတော့ပြန်မရခဲ့ဘူးလို့အကြောင်းဆုံးရှင်းပြခဲ့တာဖြစ်ပါရယ်ဒီတော့ပြည်သက်ကြီးဒီလိုမျိုးလူမဆန်ပြီးတာဝန်ယူမှုမရှိတဲ့တကောဟိုတယ်လို့လူပြောများနေတယ် ဒီဂရိတ်ဝဟိုတယ်ကိုနောက်ထပ်လူတွေရှောင်ကျဉ်ဖို့ပြောဆိုကြပါတယ်။အမျိုးသားဖြစ်သူရဲ့ချွေးနှဲစာကြောက်စိမ့်တုံးတွေကိုပြန်လည်မရရှိခဲ့တဲ့မန်နင်းင်းရွှေရဲ့အဖြစ်ပေါ်မှာပရိသတ်တို့ရဲ့အမြင်ကိုလည်းပြောသားခဲ့ကြပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။